တန်ရမယ်စီအော်တိုဘာလ10ရက်တောက်ချန်နေကနော်ရီထိုင်းတရင်ဌာနရဲ့ညနေခင်းရုပ်သက်တရင်အစီအစဉ်မှာ အလင်းဒေတာက greening ဆွတ်ရှောက်ရအတွက် အရေးပေါ်မိုးကလိုအပ်နေတဲ့အကြောင်းနှစ်တောင်ဆွတ်ရှောက်စခန်းကစပေးရှောင်းတွေဆန်ပြက်လာမှုနဲ့ကြုံတွေ့နေရတဲ့ဖြစ်စဉ် greening ပါဝင်ဒေတာတချို့မှာ9ရက်တွင်မိုးရိပ်ခြင်းနလဲမနဲ့ထက်မိုးရွာသွန်းနိုင်တဲ့အခြေအနေနဲ့ပရိုဆိုမြူနဲ့ရှစ်ဖက်ချံကဆွတ်ရှောက်စခန်းတစ်ခုမှာ စားနာရိတ်ခါနဲ့တခုရဲ့အသုံးဆောင်ပစ္စည်းတွေအခုညီလိုအပ်နေတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်တောင်ပိုင်းအေးလေးတနေရာကိုတိမ်းရှောင်နေကြတဲ့ greening ဆစ်ဆောင်တွေဟာတခြားနေရာကိုထပ်မံတိမ်းရှောင်ဖို့အတွက်အမိုးကာတွေရေပေါ်လိုအပ်နေပါတယ်။ဆွေးရှောင်တွေစုပေါင်းနေထိုင်ကြတဲ့နေရာဟောင်းမှာဆက်လက် နေထိုင်ခွင့်မပြုတော့တာကြောင့်ထပ်မံရွှေ့ပြောင်းဖို့လိုအပ်နေပေမဲ့နေရာအတိအကျမရရှိသေးဘူးလို့သိရပါတယ်။ဆွေးရှောင်ရေးကိုကူညီဆောင်ရွက်တဲ့အခါမှာလွတ်လပ်စွာဆောင်ရွက်လို့မရတာကြောင့် စုပေးဆောင်များစုကအကူအညီလိုအပ်နေစေဖြစ်တယ်လို့ဆက်ဆောင်ကူညီသူတွေက ပြောပါတယ်။လက်ရှိရွှေ့ပြောင်းဖို့လိုအပ်တဲ့စုပေးဆောင်တွေဟာ Green Navy ကလွိုက်ကောကုန်းတာနတ်မေခုံဘက်ကလာရောက်တိတ်ဆောင်ကြတဲ့ဆက်ဆောင်တွေဖြစ်ကြပြီးအိမ်တော်စု18စုလူဦးရေ60ကျော်ရှိနေပါတယ်။အဲဒီစုပေးဆောင်တွေဟာအာနာသိမ့်ပြီးနောက်ဒေတာတွင်တိုက်ပွဲတွေကြောင့်နိဆက်ရဒေတာနဲ့မြို့နယ်တွေကိုတွားရောက်တိတ်ရှောင်ရတာဖြစ်ပြီးလက်ရှိအချိန်ထိ နေရမပြောင်းနိုင်ကြသေးတာဖြစ်ပါတယ်။ ဒီမော့ဆွန်မြို့နယ်နောက်ဖက်ချမ်းကနှစ်တောင်ဆွရှောက်စခန်းမှာနေထိုင်တဲ့ဆွေပေးရှောင်းတွေဟာဆံပြက်လာမှုနဲ့ကြုံတွေ့နေရတယ်လို့ဆွရှောက်စခန်းရဲ့တာဝန်ရှိသူတူဦးကပြောပါတယ်။ဆွေပေးရှောင်းအိမ်တော်စု80ခန်းကဆံပြက်လာမှုနဲ့ကြုံတွေ့နေရတာ3လခန့်ရှိပြီလို့လည်းဆိုပါတယ်။အိမ်တော်စုတစုကိုအရေးပေါ်ဆံထုတ်ယူခွင့်3ကြိမ်တာရှိပေမဲ့3ကြိမ်ထက်မကအကူအညီတောက်ခံတဲ့မိသားစုတွေလည်းရှိနေတာပါ။ဆွေးရှောင်းအများစုကမိသားစုစာဝုန်းနေရင်ဖြည့်ရှင်ဖို့အတွက် ဝင်ဝင်ရအလုပ်ကိုင်းမရှိတာကြောင့်ခက်ခဲနေကြတယ်လို့လဲဆိုပါရယ်အခုလိုဆန်ပြက်လာမှုရဲ့စိန်ခေါ်မှုက ရေရှည်အတွက်စိုးရိမ်ပူပန်နေရပြီးတက်နိုင်တဲ့အဖွဲ့အစည်းတွေအလူရှင်တွေအနေနဲ့လာရောက်ကူညီပေးကြဖို့ကိုလည်းဆက်ဆောင်စခန်းရဲ့တာဝန်ခံတူကတောင်းဆိုထားပါရယ်နှစ်တောင်ဆက်ဆောင်စခန်းမှာစပေးဆောင်စုပေါင်းနေထိုင်သူအင်ချီ106အင်းနဲ့လူဦးရေ400ကျော်ရှိနေတာပါ ခြံပြက်လာမှုနဲ့မကြာခဏကြုံတွေ့နေရတာကြောင့်လဲအိမ်တော်စု30ဝန်းကျင်ဟာအလူရှင်ပုံမှုရောက်ရှိနိုင်မယ်လို့ယူဆရတဲ့နေရာတွေမှာရွှေ့ပြောင်းနေထိုင်တာရှိတယ်လို့သိရပါတယ်ရှင်ဂရီနီပါဝင်မြန်မာနိုင်ငံအတွင်းကဒေတာတချို့မှာလာမယ့်9ရက်အတွင်းမိုးရိပ်ချင်းနလက်မနဲ့အထက်မိုးရွာသွန်းနိုင်တယ်လို့မိုးလင်ဝါဒပညာရှင်ဦးဝင်းနိုင်ကသူ့ရဲ့လူမှုကွယ်ရက်ဆာမျက်နှာမှာအသိပေးဖော်ပြထားပါတယ်။ဒီကနေ့အော်တိုဘာလ10ရက်နေ့ကနေလာမယ့်အော်တိုဘာလ16ရက်နေ့ထိ9ရက်အတွင်းဖြစ်ပါတယ်။ အိန္ဒိယမူလေဝါဒသတင်းဌာနရဲ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအထက်အမြင့်9.8ကီလိုမီတာမှာဖြစ်ပေါ်နေတဲ့လေပွေလိုင်းဟာလာမယ့်အော်တိုဘာလ23နဲ့24ရက်နေ့အထိဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်လယ်ပိုင်းတွေမှာဆက်လက်တည်ရှိနေနိုင်တယ်လို့ခန့်မှန်းထားတာပါ။ဒါကြောင့်တစ်ပတ်အတွင်းဂရင်းနီပြည်ပါဝင်ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊ချင်းပြည်နယ်၊ပဲခူးတိုင်း၊မန္တလေးတိုင်း၊ရယောရီတိုင်းနဲ့ကချင်ပြည်နယ်တွေမှာခုနှစ်ရက်အတွင်း မိုးရိပ်ခြင်းနယ်လက်မနဲ့အထက်မိုးရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။ပရိုဆိုမြို့နယ်အတွင်းကိုဩဂတ်စ်လကဆာလိုစစ်ကော်မရှင်တပ်ကလက်နေကြီးနှစ်စီရဆက်ပစ်ခတ်မှုတွေရှိလာတဲ့အတွက်ပရိုဆိုမြို့နယ်ရှစ်ဖက်ခြံကကျေးရွာတွေဟာတိမ်းရှောင်နေကြရပြီးအကူအညီတွေလိုအပ်နေပါတယ်။တိမ်းရှောင်နေတာတလကျော်ကြာမြင့်ပြီးဖြစ်ပြီးလက်ရှိမှာတော့တခုရေတက်ရှင်ရဲ့အတွက်အသုံးဆောင်ပစ္စည်းတွေဝယ်မရလို့အကူအညီလိုအပ်ကြတာပါ။ဒါရီပြင်ဆန်ရိတ်ခါလဲအကူအညီလိုအပ်နေတယ်လို့ တန်းဆောင်နေရတဲ့ကျေးရွာအတွက်အကူအညီရှာဖွေပေးနေတဲ့အမျိုးသားတအူးကပြောပါရယ်။အဲဒီဆစ်ရှောက်စခန်းမှာအိတ်ချီ40နဲ့အဲဒီကျေးရွာကိုလာရောက်တန်းဆောင်နေတဲ့ဆစ်ရှောက်အိတ်ချီဆဲအိဟာစက်တင်ဘာလ10ရက်နေ့မှာတန်းဆောင်ခဲ့ချရတာဖြစ်ပြီးလူဦးရေ100ကျော်ရှိနေပါရယ်။အဲဒီကျေးရွာတွင်းကိုလက်နေကြီးကြားရောက်ပောက်ကွဲခဲ့တဲ့အပြင်စစ်ကြောင်းနှိကလာတဲ့အတွက်တန်းဆောင်နေကြရတာလည်းဖြစ်ပါရယ်။လက်နေကြီးကြောင့်နေအိမ်ပျက်စီးမှုတွေရှိသလိုကျွဲနှွားထိခိုက်တေဆုံးမှုတွေလည်းရှိနေတာပါ။ ်လက်ရှိမှာတော့ဒီမော့ဆိုဖရိုဆိုဘောလခဲကာလာမကြီးတခြားမှာစစ်ကောင်ရှိတဲ့ရဲ့စီရေလှောက်ရှာမှုတွေရှိနေတဲ့အတွက်ပြည်သူလူထုတွေအနေနဲ့သတိထားကြဖို့ကိုတော်လာရေးတပ်ဖွဲ့တွေကအသိပေးထားပါရဲ့ရှင်။ကန်တော်ရီတိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သံသတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ Greeny ပြည်သူပြည်သားအားလုံးအကျက်တဲ့ဘွားကနေအများဆုံးလွတ်မြောက်ကြပါစေရှင်။ကျမမော်လေးများပါ။